အားလုံးပြန်လည်ကြိုဆိုပါရစေ။အရင်ဆုံးကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရပါတော့အရင်ဆုံး Telegram Software Account ကိုကျွန်တော်တို့ဖြတ်လိုက်ပါ။ဖြတ်ပြီး Play Store ကနေမှတစင်းကျွန်တော်တို့ပြန်ပြီးတော့ down ယူလိုက်မယ်ပေါ့နော်။ကျွန်တော်ဒီမှာယူပြီးသားရှိပါတယ်။ကျွန်တော်ဒီမှာ down down မပြရဘူးပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်ဒီ down ပြီးသားကျွန်တော် Telegram app လေးကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်။ပြီးရင်ဒီမှာ start message ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ Okay ပြီးရင်တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာ country code တွေပါရေးရမယ်ပေါ့နော်။ကျွန်တော်အားလုံးဒီမှာ country ဆိုနေတယ်လို့ကျွန်တော်ထည့်ပေးလိုက်မယ်။ထည့်ပြီးရင်ဒီမှာ ဒီညာဘက်မှာရှိရဲ့မှန်ဘလူးပုံတွေဆိုတချက်နှိပ်ပြီးလိုက်နှိပ်ပြီးဒီမှာမြန်မာဆိုရိုက်ချပါဘောနော်ပြီးရင်ဒီမှာအပေါ်ဆုံးကမြန်မာဆိုတာလေးတွေ့ပါလိမ့်မယ်ဒါလေးကိုကျွန်တော်ရေးပြလိုက်ပါဘောနော်ဖြီးပြလိုက်ဖြီးပြီးဆိုရင်ကျွန်တော်ဒီမှာအောက်မှာ Telegram ဖိမဲ့ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပေးရမှာဘောနော်ထည့်ပေးမှာဆိုရင်ကျွန်တော်တို့ကရှေ့မှာ၃ညာကိုခံပြီးတော့ထည့်လို့မရဘူးကိုတလုံးခံပြီးထည့်ပေးရမှာဘောနော်အဲ9ကိုခံလိုက်မယ်ရှေ့မှာကိုတလုံးခံမယ်ခံပြီးရင်ကျွန်တော်တို့ရဲ့ Telegram အကောင့်ဖိမဲ့ဖုန်းနံပါတ်ကိုဒီမှာထည့်ပေးရမှာဘောနော်ကျွန်တော်ဒီမှာထည့်လိုက်ပါမယ်ခုလိုမျိုးထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်အောက်ဆုံးမှာရှိရဲဒီမှာအပြာရောင်များလေးရှိပါတယ် ော်အပြိုင် online ပုံတွေမှာအဖြစ်အများလေးရှိရဲအဲ့လေကျွန်တော်တစ်ချက်နှိပ်ပြလိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းစီကိုဒီကနေ့မှတစ်ဆင့် Telegram ဘက်ကနေ activation code ကျွန်တော်ရဲ့ဒီခုနကျွန်တော် Telegram ကောက်ဖွင့်မဲ့ဖုန်းနံပါတ်ကိုကျွန်တော်သူပို့ပေးမယ်ဆိုပြီးတော့ဒီမှာရေးရတယ်ပေါ့နော်ကျွန်တော်တို့ခဏလောက်စောင့်ကြည့်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ဆောက်တာကနည်းနည်းတော့ကြာပြီပေါ့နော်ကြာသွားပြီကျွန်တော်တို့ဆောက်တဲ့အချိန်အတိုင်းတော်တစ်ခုရောက်တော့ဒီ Telegram ဘက်ကနေပြီးတော့ကျွန်တော်တို့ပို့ ဒီ activation code ပို့လာမျိုးမရှိဘူးเนาะဒါကြောင့်မို့ကျွန်တော်တို့ဒီ login code activation code ကိုချက်ချင်းပို့အောင်လို့ပြောလို့ရမယ်ဆိုတော့ကျွန်တော်အခုစပြီးတော့ပြောပြပါမယ်။ရင်းနှုန်းကျွန်တော်တို့ထွက်လိုက်ပါเนาะ။ထွက်ပြီးရင်ကျွန်တော်တို့ဒီ Telegram ကိုရှင်းထုတ်လိုက်ပါ session လိုက်ပါ။ session ပြီဆိုလို့ရှိရင်ဒီ Telegram software ကိုကျွန်တော်တို့ဖိထားလိုက်ပါเนาะ။ဖိလိုက်လို့ရှိရင်အခုလိုမျိုးအမိုင်ပုံပုံစံတန်လေးရဒီမှာအိုင်ပုံစံတန်လေးရပေါ်နေပါလိမ့်မယ်။အားလုံးရင်ကျွန်တော်တို့ဒီမှာအိုင်ပုံစံတန်လေးကိုဒီချက်ထိပစ်လိုက်ပါเนาะ။ Okay အခုလိုမျိုးထိပစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်နဲ့ဆက်တင်လိုက်။တင်ပြီးပြီဆိုရင် ကျွန်တော်ဒီမှာ permission ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပေးလိုက်နှိပ်ပြီဆိုရင်အခုကျွန်တော်တို့ဒီမှာကျွန်တော်တို့မြင်နေရတဲ့ဒီမှာအနီအောင်ဖြစ်နေတဲ့နေရာလေးเนาะအနီအောင်ညှပြထားတဲ့နေရာလေးအားလုံးကိုကျွန်တော်တို့ဒီမှာဒီလိုအစိမ်းရအောင်မှန်ကြီးလေးဖြစ်အောင်လို့ permission allow လိုက်လုပ်ပြရမှာဖြစ်ပါတယ်เนาะအားဆိုရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးက location ကစပြီးတော့ permission allow လုပ်ဖို့အတွက်ဒီ location ဆိုတဲ့နေရာလေးကိုထိလိုက်မယ်ထိပြီးရင်ဒီမှာ always allow ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါတော့အဲကျွန်တော်ဒီလေးကျွန်တော်ဒီအောက်ကဟာလေး throw need to ပဲလိုက်ပြီးတော့ allow လုပ်ပေးလိုက်ပါတော့ โอเคခုလိုမျိုးလုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်။ဒါကြောင့်ထွက်လိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့ပထမတစ်ချက်ကတော့လုပ်ပြီးပြီနော်။ဒုတိယတစ်ချက်နေနေကကျွန်တော်တို့ရဲ့ setting တွေကိုတွေ့လိုက်ပါ။ကျွန်တော်တို့ဖုန်းမှာရှိရဲ့ setting တွေကိုဝင်ပြီးလိုက်။ဝင်ပြီးပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ဒီမှာ mobile network ဆိုတာလေးရှိရယ်နော်။ဒီမှာ mobile network ဆိုတာလေးရှိပါတယ်။အဲ့လေးအဲ့ထဲကိုတစ်ချက်ဝင်ပြီးလိုက်ပါ။ဒါဆိုရင်ကျွန်တော်တို့ပထမတစ်ချက်ကတော့လုပ်ပြီးပြီနော်။ဒုတိယတစ်ချက်နေနေကကျွန်တော်တို့ရဲ့ setting တွေကိုတွေ့လိုက်ပါ။ကျွန်တော်တို့ဖုန်းမှာရှိရဲ့ setting တွေကိုဝင်ပြီးလိုက်။ဝင်ပြီးပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ဒီမှာ mobile network ဆိုတာလေးရှိရယ်နော်။ဒီမှာ mobile network ဆိုတာလေးရှိပါတယ်။အဲ့လေးအဲ့ထဲကိုတစ်ချက်ဝင်ပြီးလိုက်ပါ။ဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းမှာဒီ data သုံးတဲ့ကက်ကပဲကက်လေပေါ့နော်။ကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ဒီမှာကက်နှစ်ကက်ထူထားတယ်။ကျွန်တော်တို့ data သုံးတာက10တော့ကက်ပေါ့နော်။10 1နဲ့သုံးတာ။ ဲ့တော့ကျွန်တော်က data သုံးတဲ့ကဒီ scene 1ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်ထိပေးလိုက်ထိပြီဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့ဒီမှာ access point name ဆိုတာလေးရှိပါတယ်အဲ့ဒါလေးထပ်ပြီးတော့နှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာ reset ဆိုတာလေးရှိပါတော့အဲ့ reset ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက် okay ပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်ဒါဆိုကျွန်တော်ဒုတိယတစ်ချက်နေလေးလည်းပြီးပြီနောက်ဆုံးတတိယအချက်နေလေးလောက်မှာကျွန်တော်တို့ရဲ့ဒီဖုန်းမှာပါတဲ့ SMS ပေါ့နော် SMS application နဲ့ဝင်ပေးလိုက်ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ညာဘက်တော့မှရှိရပါတော့ဒီမှာဒီညာဘက်တော့မှရှိရဲ့ setting mode လေးကိုတစ်ချက်နှိပ်ပြီးလိုက်ပြီးလို့ရှိရင်တစ်ချက်အပုံလင်းလောက်ဆွဲတင်လိုက်နော်ဆွဲတင်ပြီဆိုရင်ကျွန်တော်ဒီမှာ blow list ဆိုတာလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပြီးလိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ password blow list ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်နှိပ်ပြီးပြီဆိုရင်ဒီမှာဆိုရင်ကျွန်တော်မိတ်ဆွေမြင်ရပါလိမ့်မယ်ကျွန်တော်ဒီဒီမှာ massive brown stranger ဆိုတဲ့နေရာမှာ blow လုပ်ထားတယ်ဒါဆိုကျွန်တော်တို့မသိရတဲ့သူတွေပေါ့နော် မတိရတဲ့သူတွေကနေပြီးမှကျွန်တော်တို့စီကို message ပို့မယ်ဆိုရင်ဒါဘလော့လုပ်ထားရတော့ဒီ message ပို့မယ့်ဟာကြီးကကျွန်တော်တို့စီရောက်လာမှာမဟုတ်ပါဘူးเนาะဒါဒီအကုန်လုံးအလောင်းလုပ်ပြရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာဘလော့ဖြစ်နေတဲ့နေရာလေးကိုတစ်ချက်ထိပေးလိုက်ပါပြီးရင်ဒီမှာအလောင်းဆိုတာလေးရှိရယ်เนาะဒီမှာအလောင်းဆိုတာလေးရှိပါတယ်အဲ့လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီအောက်က service notification ဆိုတဲ့နေရာလေးကိုလည်းအလောင်းပေးလိုက်ပါเนาะ okay ဒါဆိုရင်ပြီးပြီအဲ့ဒီဘက် same to ပေါ့နော် same to ကိုသွား same to လေကနာထုံနည်းတူဆိုတော့ပဲကျွန်တော်လောက်အောင်ပါပေါ့နော် SMS blog ကိုဝင်မမေးနေမှာဒီနေရာကြီးအလောင်းလောက်ပြလိုက်ပါပေါ့နော် โอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာ coblot list ပေါ့เนาะ coblot list တစ်ချက်ဝင်ကြည့်လိုက်ပေါ့เนาะဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့မနေ့ပေါ့เนาะ off time ပေါ့เนาะမ on hour ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ setting တော့သွားချိန်ကိုမလိုဘူးပေါ့เนาะတကယ်လို့ကျွန်တော်မဆိုရင်ဒီမှာပိတ်လာမယ်ဆိုရင်ဒါကိုပြန်ပြီးတော့ပိတ်လိုက်ပေါ့เนาะโอเคဒါဆိုရင်တော့ကျွန်တော်တို့တက်လျက်တစ်ချက်လည်းပြီးသွားပါပြီပြီးလို့ရှိရင်ကျွန်တော်တို့လောက်ကမှာကကျွန်တော်ရဲ့ဒီဖုန်းအပေါ်ကနေပြီးတော့ကျွန်တော်တို့တစ်ချက်ဆွဲချလိုက်ဆွဲချပြီးရင်ကျွန်တော်တို့ဒီဖုန်းမှာပါတဲ့ app play မှုပေါ့เนาะ လေးမြန်လေးကိုပိတ်လိုက်ဖွင့်လိုက်လေးချက်လုတ်ပေးလိုက်ပေါ့နော်ပြင်မယ်ပြင်ဖွင့်လိုက်ပေါ့နော် Okay အခုလိုမျိုးအပိတ်ဖွင့်လေးလုတ်ပြီးပြီဆိုလို့ရှိရင်နောက်ဆုံးလောက်ကမှာကကျွန်တော်တို့ရဲ့ဖုန်းကိုပါဝါပိတ်လိုက်ပါပိတ်ပြီးရင်ကျွန်တော်တို့ပြန်ဖွင့်ရမှာပေါ့နော်ပါဝါပိတ်ပြီးတော့ပြန်ဖွင့်လိုက်ပေါ့နော် Okay ဒါတော့ promise နဲ့ light လုပ်ကြည့်ပေါ့နော်ပါဝါပိတ်မယ်ပြီးရင်ပြန်ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာပါဝါပိတ်လိုက်ပါမယ် Okay ဖုန်းကိုကျွန်တော်တို့အခုလိုမျိုး power ပိတ်ဖွင့်လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ Telegram software ကိုပြန်ပြီးတော့ဝင်ပြီးလိုက်ပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်တို့ပထမကျွန်တော်ဝင်ခဲ့တဲ့အတိုင်း country code ပြန်ရေးမယ်နော်ဟုတ်ကဲ့ဒီမှာမြန်မာဆိုတော့ရေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာရှေ့မှာကုတလုံးခံပြီးလို့ရှိရင်ကျွန်တော်တို့ Telegram account ဖွင့်မယ်ဖုန်းနံပါတ်ထည့်ပြီးပါတော့နော် Okay ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ကဒီများလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါတော့ပြီးရက်ဆိုတာလေးတစ်ချက်ထည့်နှိပ်ပြီးပါဒါဆိုရင်ကျွန်တော်တို့ခဏလေးစောင့်ကြည့်ပြပါတော့เนาะကျွန်တော်တို့စီကို SMS ပို့ခြင်းမပို့ခြင်းကိုကျွန်တော်ခဏစောင့်ကြည့်ပါမယ်။ဒါဆိုရင်တော့အခုကျွန်တော်မိတ်ဆွေမြင်ရတဲ့အတိုင်းကျွန်တော်တို့စီတို့ဒီမှာ SMS လေးဝင်လာပြီးတော့နော်။ဒါဆိုရင်ကျွန်တော်တို့ကို Telegram ဘက်ကနေပြီးတော့ဒီမှာကျွန်တော်စီကိုဒီ Telegram log in ဝင်ဖို့အတွက်ကုဏ္ဏပါလေးချပေးလိုက်ပြီပဲဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်တို့ရိုက်ထည့်လိုက်မယ်နော်။โอเคပြီးเนาะ ကျွန်တော်မျိုးစီအခုမြန်မာအတိုင်းတယ်လီဂရမ်ကောက်တစ်ခုကိုကျွန်တော်တို့ပြန်ပြီးတော့ဖွင့်လို့ရသွားမှာပဲဖြစ်ပါတယ်။အဲ့ပေါ်တော့ဒီတယ်လီဂရမ်အကောက်ကိုလော့ဝင်ဝင်တိုင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဖြစ်လိဖြစ်တာရှိရဲ့ error တမျိုးကဘာလဲဆိုရင်ကျွန်တော်တို့ဒီပေါ်ကျွန်တော်တို့တယ်လီဂရမ်အကောက်ကိုကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဒီလော့ဝင်ဝင်နေပါတော့။အဲ့ဝင်တဲ့အခါမှာကျွန်တော်တို့လော့ဝင်ဝင်တဲ့ဖုန်းနံပါတ်ကတုံးတယ်ပေါ့နော်ဖုန်းနံပါတ်ရဲ့ဒီ sync up ကိုလည်းကျွန်တော်တို့ကဒီလူလက်ရှိဖုန်းထဲမှာစိုက်ထားတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကအဲ့ sync up နံပါတ်နဲ့ကျွန်တော်တို့ log in ဝင်လိုက်တဲ့အခါမှာ ဘာဖြစ်လာလဲဆိုရင်သူ့အနေနဲ့ပေါ့နော်ဒီ login code ပေါ့နော် login code ကိုသူကဒီတခြားပေါ့နော်အနာဂတ် device ကိုအနာဂတ် device အခြား device တစ်လုံးပေါ့အခြား phone တစ်လုံးကိုသူပို့ပြရဲဆိုပြီးပြောနေတာဒါဘာလို့ပြောရလဲဆိုရင်ကျွန်တော်တို့ကဒီ phone number နဲ့ကျွန်တော်အကောက်ဖွင့်ခဲ့ဘူးလေဖွင့်လာတယ်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့ဒီအကောက်ကလည်းအခုသူပြောသလိုပေါ့နော်အနာဂတ် device တခြား phone တစ်လုံးမှာဒီ login ဝင်လာပြီးသားကြီးဖြစ်နေရေပေါ့နော်ဒါမဲ့ login ဝင်လာသားဖြစ်နေရေအဲ့ဒီကိုပဲသူကဒီ login code ကိုပေါ့နော်အဲ့ဒီ တပိုက်မှာရှီရဲလောင်းဝင်လာတဲ့အကောက်စီကိုပဲသူလောင်းဝင်ကိုပို့ပေးထားတယ်ဆိုတဲ့အကြောင်းသူပြောတယ်ဒါပေမဲ့ကျွန်တော်တို့မှာအဲ့ဒီတပိုက်အဲ့ဒီဖုန်းကမရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဖြစ်တဲ့အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်စီကိုဒီ Telegram လောင်းဝင်ကိုကျွန်တော်ရဲ့ဒီဖုန်းကိုပဲပို့ပေးအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကျွန်တော်ဒီမှာလုပ်ပြပေးတော့မှာပေါ့နော်ဒီတော့ကျွန်တော်တို့ဖုန်းထဲမှာရှီရဲပေါ့နော် Chrome browser လေးကိုဝင်ပေးလိုက်ပေါ့နော် Chrome browser လေးကိုရောက်သွားပြီဆိုလို့ရှိရင်ဒီ search bar လေးမှာအခုကျွန်တော်ရိုက်တဲ့လိုမျိုးလေးလိုက်ပြီးတော့ဆက်ရှာပေးပါ မန်တလီရန်ဆပုတ်ဆိုပြီးရိုက်လဲပေါ့နော်ဒီမှာဒီအပေါ်ဆုံးကလည်းပုံနေရာရှိပါတယ်တလီရန်ဆပုတ်ဆိုပြီးပုံနေရာရှိပါတယ်အားလေးတစ်ချက်နှိပ်ပြလိုက်ပါပြီးလို့ရှိရင်အပေါ်နှင်းနဲ့ဆွတ်တင်ပြီးရင်တော့ကျွန်တော်ပြင်ဆင်မြင်ရတဲ့ဒီမှာတလီရန်ဆပုတ်ဆိုတဲ့နေရာရှိရဲအဲ့ဒါကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါ okay အခုလိုမျိုး box လေးပေါ့နော်အခုလိုဇာတ်ကွက်လေးကြာလာပြီကြာလာပြီဆိုရင်ကျွန်တော်တို့ကဒီဇာတ်ကွက်လေးကဘာလဲဆိုတော့ telegram စီကိုကျွန်တော်တို့က report တင်ရမှာပေါ့နော် report ရေးတင်ရမှာဒီမှာ ဇာကလေး၄ခုရှိရယ်ဒီကောင် disrupt your problem ဆိုတော့ကျွန်တော်တို့ရဲ့အခုဖြစ်နေတဲ့ပြဿနာကိုရေးပြီးတော့ထည့်ပေးရမှာထည့်တဲ့အခါမှာလည်းကျွန်တော်တို့မြန်မာလိုသွားပြီးတော့ထည့်လို့မရဘူးကောနော်အဲကျွန်တော်အင်္ဂလိပ်လိုပဲရေးထည့်ပေးရမယ်ဒီရောက်က legal name ဆိုတာကတော့ကျွန်တော်တို့ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီရောက်က email ကတော့ကျွန်တော်တို့အမြဲတမ်းသုံးတဲ့ email တစ်ခုထည့်ပေးရမယ်ပြီးရင်ဒီ phone number ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီ Telegram account ကူးလက်ရှိဖွင့်နေတဲ့ phone number ကိုထည့်ပေးရမှာဖြစ်တယ်ကောနော်ဒီ disrupt your problem ဆိုတဲ့နေရာမှာဘာရေးရမလဲဆိုတာ မတည်ဘူးဆိုလို့ရှိရင်ကျွန်တော်အခုဘောနော်ကျွန်တော်ရေးပြီးသားလေးရှိရယ်ကျွန်တော်နှုတ်ထည့်ရရင်တွားပြီးတော့ယူထည့်လိုက်မယ်ဘောနော်ပြီးလို့ရှိရင်ဒီကျွန်တော်ရေးရတဲ့ဟာလေးကိုလည်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ခုံးမှခုံးမှမှာလည်းကျွန်တော်ချပေးရမယ်ဘောနော်ခုံးမှကျွန်တော်ချပေးရမယ်ဘလို့ရေးရလဲရေးပုံရင်းလေးကိုကျွန်တော်ဒီခုံးမှလေးမှာတစ်ချက်ချပေးရမယ်ဘောနော်ကျွန်တော်မိတ်ဆွေနေနေဒီ problem ဖြစ်နေရကိုယ့်ရဲ့အချက်လက်ကိုဘောနော် data အချက်လက်ကိုရေးတဲ့အခါမှာအဓိကကတော့ကျွန်တော်တို့ Telegram ဖွင့်တဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်ကလုံးဝဒီမှာ ထည့် problem နေရာမှာထည့်နေရာမှာမှားလို့မရဘူးเนาะလုံးဝမှန်နေမှရမှာပေါ့เนาะ okay အဲ့ဒါဆိုကျွန်တော် note ထည့်ရသွားပြီးတော့ယူပြီးတော့ထည့်လိုက်မှာပေါ့เนาะ note ထည့်ရသွားလိုက်မယ်ပြီးရင်ဒီမှာကျွန်တော်အခုဒါဆိုကျွန်တော်ရေးပြီးသားလေးရှိရေပေါ့เนาะဒါလေးကိုကျွန်တော် copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ Telegram နဲ့ဘာက Chrome browser လေးကိုသွားထားတယ်ဝင်လာဝင်လာရဲ့လက်ဆက်ရှိရေပေါ့เนาะအဲ့ထည့်ကိုသွားလိုက်သွားပြီးရင်ဒီကျွန်တော် disrupt your problem ဆိုတဲ့နေရာမှာ page ချလိုက်မယ်ပေါ့เนาะ โอเคဒါဆိုတော့ကျွန်တော်ဒီမှာရေးထားတာကကျွန်တော်ရဲ့အကောက်ကိုဒီ SMS ကောက်ကမပို့ဝေးဘူးဖြစ်နေရယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ကိုတစ်ချက်စစ်ဆေးပြီးပါစစ်ဆေးပြီးကျွန်တော်ကိုကူညီပါအောင်ပေါ့ဒါကျွန်တော်ရေးထားရယ်ပေါ့เนาะဒီပြဿနာကိုဖြေရှင်းဖို့ကူညီပါအောင်ဆိုပြီးတော့ကျွန်တော်ကတော့ Telegram ဘော့ Webbot တင်ထားရယ်ပေါ့เนาะဒီတိုင်းမှာကျွန်တော်မင်းစနေရေးလို့ရတယ်ပေါ့เนาะဒီဖုန်းနံပါတ်နေရာလေးမှာပဲအပြောင်းလဲလုပ်ပြီးတော့ဒီစာလေးတိုင်းပဲပို့လို့ရပါတယ် Okay ဒါလေးကိုထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီအောက်မှာက Your full legal name ဆိုတဲ့နေရာမှာကျွန်တော်ရဲ့နာမည်ကိုထည့်ပေးလိုက်ပေါ့เนาะ ထည့်ပေးလိုက်ထည့်ပြီးပြီးရင်ကျောက် UI email ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ရဲ့အမြဲတမ်းသုံးနေတဲ့ email ကိုထည့်ပေးရမှာပေါ့နော် Okay email ထည့်ပြီးပြီးထည့်ပြီးပြီးဆိုရင်တော့ဒီရောက်က phone number ဆိုတဲ့နေရာမှာကဒီကျွန်တော်တို့ဒီပုံမှာရေးရတဲ့ distress UI program ဆိုတဲ့နေရာမှာကျွန်တော်ထည့်ထားတဲ့ phone number ပေါ့နော်အဲ့ phone number ကလည်းကျွန်တော်တို့ telegram account လက်ရှိဖွင့်နေ phone number ဖြစ်ကြမှာပေါ့နော်အဲ့ဒီ phone number ကိုကျွန်တော်တို့ရေးပြီးတော့ထည့်ရမှာပေါ့နော်၃၉ခံပြီးတော့ထည့်လို့မရအောင်နော်ဒီမှာကျွန်တော်တို့ plus နောက်ပြီး night fight ပြီးလို့ရှိရင် night လုံးခံပြီးရင်ကျွန်တော်တို့ရဲ့အခု telegram ကောက်ဖွင့်လာတယ်ဖုန်းနံပါတ်ကိုထည့်ပြအောင်နော်ကျွန်တော်ဒီမှာထည့်ပေးလိုက်ပါမယ် okay ခုလိုမျိုးလေးထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ submit ဆိုတာလေးရှိပါတယ်အားလုံးတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒါဆိုတော့ဒီလိုမျိုးအဆင့်အောင်လေးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ telegram အဲ့ဒါကို Telegram မှာကိုကျွန်တော်တို့ report တင်လိုက်ပဲဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်အနေနဲ့24 hour ပြည့်အောင်တော့စောက်ပြရမှာပေါ့နော်24 hour ပြည့်တဲ့ခါကျလို့ရှိရင် Telegram ဘက်ကနေကျွန်တော်တို့ကိုအကြောင်းပြန်ပါလိမ့်မယ်အဲ login code တွေပါချပြရမျိုးကြီးလောက်ပါလိမ့်မယ်အဲ့ခါကျရင်ကျွန်တော်တို့ဒီသူချပြရ login code နဲ့ကျွန်တော်တို့အကောက်ကိုပြန်ပြီးဝင်လိုက်လို့ရှိရင်ကျွန်တော်တို့အဆင်ပြေသွားပါလိမ့်မယ်ကျွန်မေဆွေအနေနဲ့ဒီနီတန်လေးဒီနီတန်လေးနှစ်နီးပေါ့နော်ပထမတနည်းကျတော့ကျွန်တော်တို့ကဒီကုန်မကြရပြဿနာပေါ့နော်အကောက်တက်ကျွန်တော်ဖွင့်နေကုန်မကြဘူးဆိုတဲ့သူတွေအတွက်ဒီဒုတိယ program ကျတော့ကျွန်တော်အကောက်ကလည်းဖွင့်ထားပြီးသား ဒါမင်းကျွန်တော်တို့ကအနာဂတ်တစ်ပိုက်ပေါ့နော်ကျွန်တော်တို့တခြားဖုန်းတစ်လုံးမှဝင်လာပြီးသားအကောက်ဖြစ်နေတယ်ကျွန်တော်တို့မှအဲ့ဒီဘိုက်ကလည်းမရှိတော့ဘူးမရှိတော့ကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော် share ရင်းလုပ်ပေးသွားတော့ဖြစ်ပါတယ်အကျွန်တော်မိတ်ဆွေတွေနောက်ထပ်တိလို့ရတဲ့အကြောင်းတွေရှိလို့ရှိရင်အခုဗီဒီယိုလေးရဲ့ comment အောက်မှာရေးပေးခဲ့လို့ရပါတယ်